တရက်တီးကိုတော့လူလိုက်နှိပါကြိုက်ကြမှာပါဒါပေမဲ့အဲ့ဒီတရက်ပင်ကအရွက်တရတော့လက်ဖက်ရည်လိုမျိုးဖျော်တောက်လို့ရပြီးကျမရဲတဲ့အထောက်ကူပြုနိုင်နေဆိုတာကြောက်ကြလားဟုတ်ပါတယ်ဒီနေ့မှတော့ဒီစိမ့်စားစရာကောင်းတဲ့ရှေးရိုးရနီလန်တစ်ခုအကြောင်းကိုအရေးမစ်တစ်ခုမှဖော်ပြထားတဲ့အတိုင်းအတူတူလေ့လာကြည့်ကြအောင်တခါချလေလေးအစာမကြေတာတော့ ိုက်ထဲမှာတမျိုးကြီးဖြစ်နေတာတော့အဲ့လိုအစာချေစနစ်နဲ့ပတ်သက်ပြီးနေရထရခတ်တာမျိုးတွေကြုံဖူးကြမှာပေါ့နော်အဲ့လိုအခြေမျိုးဆိုရင်စေးဒီပါးတွေတောက်တာထက်တဘာဝနီလန်းလေးတွေမျိုးမရှိဘူးလားလို့ရှာဖွေမိတတ်ကြတဲ့ကဲအခုပြောမယ့်နီလန်းကအဲ့ဒီလိုရှာဖွေနေတူရဲ့အတွက်စိတ်ဝင်စားစရာတစ်ခုဖြစ်လာမလားကြည့်လိုက်ကြအောင်ဟုတ်ပြီဒါဆိုရင်အရင်ဆုံးဒီတဘာဝကုထုံကဘလို့ကျမ်းမာရဲ့ပြဿနာတွေကိုအဓိကထားတယ်လဲဆိုတာကြည့်ကြအောင် ဒီမှာကြည်လိုက်ရင်လေအစာအိမ်အနာတို့ဦးအနာတို့လို့နည်းနည်းပြင်းထန်တဲ့ပြဿနာတွေအပြင်နေစဉ်ဘဝမှာမကြာခဏကြုံနေရတဲ့လေပွဲတာတို့ပိုက်အောင်နာတို့လိုမျိုးမအီမတာဖြစ်မှုတွေကိုအထက်ကပြောထားတာတွေ့ရမှာပါဟုတ်တယ်မလားဒါတွေကတော်တော်လေးအဖြစ်များတဲ့အစာချေစနစ်ဆိုင်ရာပြဿနာတွေပဲလीကဲဒီလိုပြဿနာတွေအတွက်ဖြေရှင်းနေကဘာလဲဆိုတော့တကယ်ကိုအန်အားစရာကောင်းလောက်အောင်ရိုးရှင်းတဲ့သဘာဝကြပါလေအဲ့ဒါကတော့တရေရွက်လက်ဖက်ရည်ပါပဲ နာမည်ကြားလိုက်တာနဲ့ကိုဘလောက်ရိုးရှင်းလဲဆိုတာထိတာတယ်နော်ဒါပေမဲ့လေဒီလိုရိုးရိုးလေးလို့ထင်ရတဲ့ဖျော်ယူရဲ့နန်းကွယ်မှာဂျမ်းမာရဲ့အတွက်အကျိုးကျေးဇူးတွေအများကြီးရှိနိုင်တယ်လို့ရှေးလူကြီးတွေကယုံကြည်ခဲ့ကြတာပါကဲအိမ်မာတဲ့လဲလဲကူကူလောက်လို့ရတယ်ဆိုတော့ဘလို့ပြင်ဆင်ရမလဲဆိုတာစက်ကြည့်လိုက်ကြရအောင်ပါဝင် PC ကလည်းအများကြီးမလိုပါဘူးနှစ်မျိုးတည်းပါပဲတရက်ရွက်အိုအင်း၁၀ရွက်ကနေ၁၅ရွက်လို့ရေနောက်ပြီးရေသန်း၁လီတာရေတဲ့ ဆိုတော့ကော်ပိုဝင်ချင်မာတင်နဲ့အလွယ်တကူရှာလို့ရတဲ့အရာတွေနဲ့ပင်စင်နိုင်တာကဒီနီလိုင်းရဲ့အားထက်ချက်တစ်ခုလို့ဆိုရမှာပဲ။လုံရမဲ့ပုံစံကလည်းတိတ်ကိုရှင်းပါတယ်အစ်စ်သုံးဆင့်ပဲ။ပထမဆုံးအရွက်ဒီကိုခိုးမယ်စုမယ်ပေါ့နော်။ပြီးရင်အဲ့ဒီအရွက်ဒီကိုရေထဲထည့်မယ်။နောက်ဆုံးအဆင့်ကတော့မိနစ်20လောက်ကြာအောင် ပြုတ်လိုက်ရုံပါပဲ။ရှို့ထွေးတဲ့ပင်စင်မှုတွေဘာမှလုံးဝမလိုပါဘူး။ဒါပေမဲ့ဒီနေရာမှာတတိပြုရမယ့်အရေးကြီးတဲ့တစ်ချက်တော့ရှိပါတယ်။အဲ့ဒါကပါလဲဆိုတော့ တောက်ရမဲ့ပမာဏပါအရင်မြရဲ့လမ်းညွန့်ချက်အရာလေးဒီနေ့ကိုတစ်ခွက်အဲတစ်ခွက်ပါနော်အဲအိတ်ထပ်ပို့ပြီးမတော့ဖို့အကြံပြုထားပါဗျ။ Okay ပြုလုပ်နေလေတိပြီဆိုတော့အရေးကြီးဆုံးအပိုင်းကိုရောက်လာပါပြီ။ဟုတ်တယ်ဒီလက်ခွဲရည်ကိုတောက်ရင်ဘလို့အချိုးကျေးဇူးလေးရနိုင်တယ်လေဆိုတာကိုတခုချင်းစီကြည့်လိုက်ကြဆို့ပရမအောင်နဲ့အဓိကကြအောင်အချိုးကျေးဇူးကတော့အစာချေစနစ်ကိုကူညီပေးတာပါပဲ။ ဘလို့ကူညီပေးတယ်လဲဆိုတော့ဒီလက်ဖက်ဒီမှာ prebiotic ထက်တွေပါရည်တယ်အဲ့ရတီကကျွန်တော်တို့ဥလန်းကြောင်တယ်မှာရှိတဲ့အချိုးပြူဘက်တီးရီးယားလေးတွေပြတ်အာစီဒါမှမဟုတ်အစာတခုလိုမျိုးပေါ့အဲ့တော့အချိုးပြူဘက်တီးရီးယားတွေအားကောင်းလာတဲ့အခါအစာချေစနစ်တခုလုံးရဲ့လှုပ်ဆောင်ချက်ကပိုပြီးကောင်းမွန်လာစေတယ်လို့ဆိုလိုတာပါနောက်တစ်ခုကတော့ဇီဝကမဖြစ်စဉ်ကိုများတတ်အောင် ချိန်ညှိပေးနိုင်စွမ်းပါအရင်အမြင်မှဖော်ပြထားတာကတော့ဒီဖြောကြီးကခန္ဓာကိုယ်ရဲ့တကြားသက်ဆုပ်ယူမှုကိုလျှော့ချပေးနိုင်တယ်တဲ့ ဲ့တော့ဘာဖြစ်လာနိုင်လဲဆိုတော့စီချိုတို့သွေးတိုးတို့လို့အခြေအနေတွေမှာအထောက်အကူပြုနိုင်တယ်ယူဆိုပါတယ်။နောက်ဆုံးအကျိုးကျေးဇူးတစ်ခုကတော့ cell တွေကိုအကာအကွယ်ပေးတာပါပဲ။ဒီလိဖက်ရည်မှာ antioxidant သက်တည်အများကြီးပါဝင်တဲ့အတွေ့ခန္ဓာကိုယ်တွေက cell တွေကိုဖျက်ဆီးစေနိုင်တဲ့ antioxidant တွေကနေကာကွယ်ပေးတယ်ပေါ့။ရှင်းရှင်းပြောရရင် အသက်အရွယ်ကြောင့်ဖြစ်တဲ့ရိုးပိုင်းဆိုင်ရာရိုးရိုးမှုတွေကိုနေခွေ့စေနိုင်တယ်လို့ဆိုလိုတာပါပဲ ကဲဒီလောက်ဆိုရင်အတော်လေးစုံစုံလင်လင်တိလောက်ပါပြီ။ဒါဆိုရင်ဒီအချက်လက်ဒီအလုံးကိုခြုံပြီးတော့ပြန်ကြည့်လိုက်ရအောင်။အတီးကောင်ဖျက်သားထားရမယ့်အချက်ကဘာဖြစ်မလဲ။ခြုံပြီးပြောရရင်နော်။ဒီရဲ့အရွယ်လက်ဖဲ့ဆိုတာအိုလန်းချောင်းချမ်းမရဲ့ထဲလိုအပ်တဲ့ prebiotics တွေရောဆဲလေးကိုကာကွယ်ပေးမယ့် antioxidants တွေရောကျွဲဝါစွာပါဝင်နေတဲ့ရိုးရှင်းပြီးတော့ဗတ်ဆုံအသုံးဝင်တဲ့ရှေးရိုးရာကုထုံးတစ်ခုအဖြစ်တင်ပြထားတာကိုတွေ့ရမှာပါပဲ။ဒီအကြောင်းအရာလေးကနေစဉ်းစားစရာတစ်ခုခြံခဲ့ပါတယ်။အဲ့ဒါကတော့ ကျွန်တော်တို့ရဲ့ပဝန်းကျင်မှာပဲရှိနေတဲ့တာမန်လို့ထင်ရတဲ့အပင်တွေအရက်တွေထဲမှာဒီလိုမျိုးတခြားပဲလို့အစွမ်းထက်တဲ့အသိပညာတွေများထပ်ပြီးရှိနေနိုင်သေးမလဲဆိုတာပါပဲ။ဒါကတော့ဒီနေ့ရဲ့တင်ဆက်မှုအပီမှာ စပီတွီတောကြီးဖို့ခြံထားခဲ့ခြင်းတဲ့မိခွန်းတစ်ခုပါပဲ။